မင်္ဂလာပါရှင်ရှဲကူမီဒီယာကကြိုဆိုပါတယ်မိုင်အောင်နိုင်သီရိမင်္ဂလာညင်အီစီဒီတော့ထီတော်တင်လူပူဇော်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ရှံပြင်းနေရှိပိုင်းမိုင်အောင်ခရိုင်မိုင်အောင်မြို့နယ်ဝံဘူးကြီးရွာအုပ်စုဝံပုံကြီးရွာနိုင်သီရိမင်္ဂလာညင်အီစီဒီတော့ထီတော်တင်လူပူဇော်ပွဲကိုယမန်နေ့နနက်9:00နာရီကအဆိုပါစီဒီတော့ယင်ပြင်းနိုင် စီကားစွာကျင်းပခဲ့ပါတယ် ထီတော်တင်ပွဲတွင်အပြိတ္တများက မြို့နယ်တန်ခါနာယကဥက္ကဋ္ဌဟူခုံဆရာတော်ထံမှသီလခံယူပြီး အလူရှင်မိသားစုကယေဒနာစင်ဘူးတော်ညံ့ညံ့နာတော်နဲ့ရွှေချီတော်ပုံအစဉ်စင်တို့ကိုဆရာတော်များထံဆက်ကလူတန်းကဇီရီတော်ကြီးအားလက်ရရဲလဲလဲပူဇော်ခဲ့ပြီးနောက်ရွှေချီတော်ပုံအစဉ်စင်ကို မင်္ဂလာရထားပြန်ဖြင့်ဇီရီတော်ပေါ်သို့တင်လူပူဇော်ခဲ့ပါသည် အဲ့ဒီနောက်ဆရာတော်တန်ခါတော်များအားနေစွန်များဆက်ကလူရမ်းပြီးစီရီတော်စီအားအနေကစားတင် ပူဇော်ခဲ့ကြပါတယ်အဆိုပါရွှေဒီတော်တင်လူပူဇော်ပွဲသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေနဲ့မာယောင်မြို့နယ်ရှိစေတနာရှင်အလူရှင်များရဲဝေးဒီသားမအလူရှင်များလည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်